ပီကာကခေါင်းပြက်ပြီးရှက်သွားပြီမလို့ချန်နေသေးတဲ့ကာဗန်ဒစ်တို့ကဒိုဖလမင်ဂိုကိုတူတက်မဲ့ငါတက်မဲ့နဲ့အရှိတ်ကိုဆက်လာနေခဲ့ကြပါပြီ။အဆောင်တွေလည်းသူတို့ကော်လစီယန်ကားလူတွေကိုထပ်ပြီးမတားနိုင်တော့ရဲ့အကြောင်းတတင်းကားတို့ကိုဆက်တွေ့ပြီးပြောနေခဲ့ပါရဲ့။တဖက်ကဖူဂျီတိုဝါတို့ကလည်းနန်နိုစီ UTB လာနေခဲ့ပါပြီ။ ။နန်းတော့ကိုချင်းကပ်လာတာကမတူညီတဲ့အုပ်စု၄ခုရှိတယ်လို့ Baby Fight ကဆိုပါရဲ့။ပထမဆုံး New Warner ကကျန်းတဲ့နေသူအုပ်စုတစ်ခု၊ဒုတိယကအရင် King Wick ရဲ့တပ်မှု Kaios ၊တတိယက Soyo ၄ခုမြောက်ကတော့ Strawhead Luffy နဲ့ Disappoint Law လို့ Baby Fight ကပြောပြလိုက်ပါရဲ့။ Sanrio ကိုတော့မတွေ့မိသေးတဲ့အကြောင်း Baby Fight ကထပ်ပြောတော့ Masvis လည်းတေချာပေါ့အဲ့ဒီ Signboard ကိုရှာဖို့ထွက်သွားတယ်လို့ထင်ကြောင်းပြောလိုက်ပါရဲ့။တစ်ဖက်မှာလည်း Frankie ကစက်ရုံကိုဖျက်ဆီးဖို့လုပ်နေတဲ့အောင်အနောက်ကနေ Sanrio ကဆွဲချလိုက်ပါတော့ရဲ့။ တစ်ဖက်ကပြည်သူတွေကလည်းတိုးတိုးမှရွေးချယ်စရာမရှိတော့လို့အဖမ်းခံလိုက်ဖို့ Kairos ကိုပြောနေတဲ့အခါ Kairos လည်းဒီတိုက်ပွဲကြီးအ мян ပြီးစေချင်သူအ мян တွားရမှာဖြစ်ပြီးတော့သူ့မှာလည်းလောက်ကိုတွားရမယ့်အရာတစ်ခုရှိသေးတယ်လို့ဆိုပါတယ်တဖက်ကလူပီကလည်းသူဒိုဖလမင်ကိုကိုပိတ်စော်ပြက်မယ်လို့အောက်ဟင်းနေတဲ့အခါဒီတခါတော့ချီတုတ်ကတန်ယောင်လိုက်မနေတော့ဘဲနဲ့ပီကန်နဲ့ချိုက်ရတဲ့ဇိုးကိုကြည့်ပြီးတော့ယောက်ျားဆန်လိုက်တယ်လို့ပြောနေခဲ့ပါတယ်။ဇိုးဒါဆိုရင်ရှုံးနေတယ်မှာမဟုတ်ဘူးလို့လူပီကဝင်ပြောလိုက်တော့ချီတုတ်လည်းအရန်အန်အောနေပါတော့ရဲ့။တဖက်မှာလည်းဇိုးကတိုက်ခိုက်နေရင်မင်းတန်းကိုကြားရတာနားရီရှားလာပြီးလုံနေလို့ပီကန်လည်းအတော်ပေါက်ကွဲပြီးတော့ဆက်တိုက်ခိုက်ပါတော့ရဲ့။ အားလုံးအသက်ရှင်ဖို့အတွက်ဒိုဖလမင်ကိုကိုတက်ပြစ်တာကတခုကြီးတော့နီလန်းဆိုတာကိုလောကသူသိပေမဲ့လူပီတို့ရေကိုပြောခဲ့တဲ့အစီအစဉ်တွေကလည်းတွဲဝိုက်ပြီးတော့ဒိုဖလမင်ကိုကိုအနိုင်ချဖို့ပဲလို့ဆိုပါရယ်လောကပို့ပွင့်လင်းပြောရရင်သူလည်းဒိုဖလမင်ကိုကိုတိုက်ခိုက်ချင်နေပြီးတော့အစောတုန်းကလူမျိုးမဖြစ်စရာတော့ဘူးလို့ဆိုပါရယ် လွန်ခဲ့တဲ့73နှစ်ကလောကသူ့မှာချစ်ခင်မြတ်လို့ရတဲ့လူတစ်ယောက်ရှိခဲ့ပြီးတော့အဲ့ဒီလူကိုဒိုဖလမင်ကိုကတပ်ပစ်ခဲ့တယ်လို့လူဖိကိုပြောပြလိုက်ပါတယ်။သူ့ရဲ့နာမည်ကတော့ခိုအာဇွန်ဖြစ်ပြီးအရင်ကဒိုကီယိုတီဖက်မလီတဲကအမြင့်ပိုင်းရာရှိတစ်ယောက်ဖြစ်ပါတယ်။လောရဲ့အတက်ကိုလည်းကဲတင်ပေးခဲ့ပြီးတော့ဒိုဖလမင်ကိုရဲ့ညီအရှင်လို့လူဖိကိုထပ်ပြောပြလိုက်ပါတယ်။ တစ်ဖက်မှာလည်းဘာတလူမျိုးကလူဖီကိုလိုက်ရှာနေတဲ့အခါလူဖီကတတိယသဲမှာ9မိနစ်လောက်တော့မှနေနိုင်မှာမဟုတ်တဲ့အကြောင်းဦးစောကပြောလိုက်ပါတယ်။လီယိုကပီကာ63ရုပ်ထုကြီးကိုမြင်လိုက်တဲ့အခါဘာများလဲလို့ဘယင်ကြီးပြီကူကိုမင်းနေတော့မှာပဲဗာအိုလာကရှောက်လာပါတော့။ဗာအိုလာကိုမြင်တော့ရေပကာလည်းအယံဝမ်းတာနေပြီဗာအိုလာကလည်းသူ့လောရဲ့တောက်ကိုရှာတွေ့သွားပြီမလို့တတိယနဲ့ပို့ဆောင်ပေးရမယ်လို့ဆိုပါတယ်။တာကိုဘယင်ကြီးကတားဆီးလိုက်ပြီးတော့သူတို့ကပင်တယ်မြောက်ရေမလို့ဘာလို့အဲ့လောက်တော့မှအရေးကြီးနေရတယ်လို့မေးလိုက်ပါတယ်။ ပင်တယ်မြဖြစ်နေမယ်ဆိုရင်တော့မှဒီနိုင်ငံရဲ့အတူရောင်ငင်းချမ်းကြီးကိုခွာချပေးမယ်စတော့ခတ်တွေကိုဗာအိုလာကသူမယုံကြည်ဖို့ဆုံးဖြတ်ထားလိုက်တဲ့အကြောင်းဘရင်ကြီးကိုပြောလိုက်ပါရဲ့ကပားအစိုးရကဒိုဖလာမင်ကိုကိုဝါလို့ခေါင်းစဉ်ပေးရခဲ့ပြီးတော့စင်ရဲ့ဒုက္ခတွေအများကြီးခံစားပြီးရဲ့နောက်မှာအကျန်းဖတ်မှုတွေနဲ့အုပ်ဆိုးထားခဲ့တာပါအခုမှတရားမှတ်တခြင်းဆိုတဲ့ရှေးတက်ရဲ့အကူအညီဒါမှမဟုတ်ဒီနှစ်တွေအများကြီးကြာပြီးတော့မှအစိုးရရဲ့အကူအညီကိုမလိုအပ်တော့ပဲနဲ့သူတို့တွေကသူတို့ကြောင့်တားကောင်ဖြစ်ခဲ့ရတဲ့သူတွေရဲ့အတန်ဒီနိုင်ငံရဲ့ဒေါ်လာထွက်နေကြတဲ့အတန်တွေကိုရှေးတက်ကလုံးဝမချားနိုင်ဘူးလို့ဗာအိုလာကဆိုပါရဲ့ အ ਨੇ ဆုံးတော့စတော့ခက်တွေရဲ့စကားတွေကဒုက္ခတွေကိုတတ်တာစီပြီးတော့သူတို့ရဲ့နှလုံးသားတွေကကျင်နာမှုတွေနဲ့လှုပ်ရှားနေကြရဲ့အကြောင်းဗာအိုလန်ကထပ်ပြောလိုက်တော့ဘယင်ကြီးတဲ့လူဗီကသူဒိုဖလမင်ကိုအနိုင်တိုက်ခိုက်မယ်လို့ပြောခဲ့တဲ့စကားတွေဒီနိုင်ငံအတွက်ကြည်ပေးခဲ့တာတွေကိုပြန်တွေးနေမိခဲ့ပါတယ်။လီယိုတို့ကလည်းဥဆောက်ကိုပြလိုက်ပြီးသူကဆယ်စုနှစ်လောက်ဒီနိုင်ငံမှာခံစားနေရတဲ့အယုတ်တွေရဲ့အစွမ်းကိုအသက်နဲ့ရှင်ပြီးဖျောက်ဖျက်ပေးခဲ့တဲ့သူဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ လူဖီလန်းကလည်းဒီစူပါဟီးရိုးရဲ့ခေါင်းဆောင်မလို့စျော့ခက်တွေကပဲဒီဒရဘူစားရဲ့မျှော်လင့်ချက်ကျဲလေးမလို့သူတို့တွေကပေတာမရွေဆိုရင်တောင်မှအဆုံးထိရှုံးကြည်နေတော့မယ်လို့ဒီယိုကဆိုပါတယ်ပါဒလူမျိုးကလည်းသူသားတွေကိုကိုယ်တိုင်မြင်တွေ့နေရတာမလို့သူဒီမှာရှိနေရတာအရန်ကံကောင်းတာပဲလို့အော်ငိုပြီးပြောနေခဲ့ပါရဲ့ဝိပကကသူမထိုင်ဆောင်ပြီးမနေနိုင်တော့လို့အဲ့ဒီတော့ကိုသွားပေးချင်တယ်လို့ဗာအိုလာကိုတောင်းဆိုလိုက်ပါရဲ့လူပီဆပ်ပိုင်းနဲ့ပြန်တွေ့ရတော့မှာမလို့ပါဒလူမျိုးကလည်းသူလည်းလိုက်မယ်လို့ဆိုပါရဲ့ ဝေပကာကပြစ်မှုကျူးလွန်တဲ့သူတွေကတရားမလို့မျိုးရဲသွားရင်တော့ဒုက္ခရောက်နိုင်တယ်လို့ဗိုလာကပြောတဲ့အခါဝေပကာကတော့အစဉ်ပြေလို့သာပြန်ပြောလိုက်ပါတယ်။ဒီလိုနဲ့ဗိုလာကလက်ခံပေးလိုက်တဲ့အခါလီယိုကသူနဲ့ခါပူလဲလိုက်မှာမလို့အိမ်ခေါင်မိုးမိုးပြားတွေကိုတုံးမယ်လို့ဆိုပါတယ်။အင်ဟဲကူကိုစက်ယုံစီကိုတာဝန်ပေးလိုက်ပါတယ်။ကင်းတော်အုပ်စုပြောကြားချက်အရဆိုရင်ဖရာလန်ကအခုဆန်ညွာပတ်နဲ့တိုက်ခိုက်နေတာမလို့မင်းသမီးလေးမန်ရှယ်ရီနဲ့ထွန်းတာကင်းတကားလူကြီးအားလုံးကိုပြန်ခေါ်ဖို့အတွက်သူ့တာဝန်ချဖို့အင်ဟဲကပြောလိုက်ပါတယ်။ သူတို့နဲ့လီယိုလည်းသူတို့မှအချိန်တိတ်မရှိတော့လို့ကင်းတောင်ကုန်းပေါ်မှာပြန်ဆောင်တွေးကြမယ်လို့အော်ပြောလိုက်ကြပါရဲ့ဒီလိုမျှော်လင့်ချက်မရှိတော့တဲ့နိုင်ငံလေးကဆျောဟက်တွေစီမံမှာမျှော်လင့်ချက်ကိုရှာဖွေတွေးရှိသွားတာမလို့ဆျောဟက်လူပီဆိုတာထူးဆန်းတဲ့သူတယောက်ပဲလို့ဘယင်ကြီးလည်းတွေးတောနေခဲ့ပါရဲ့တပတ်ကလူပီကိုလည်းအဆောင်တွေကတတနေနဲ့ပြစ်နေကြရမယ်လူပီကပြန်ကန်ထုတ်ပြီးအရှိကိုဆက်လာနေခဲ့ပါပြီခေါ်လာစီယန်ကပြိုင်ပွဲဝင်တွေကနန်းတော်စီကိုလာနေကြပြန်မလို့ဒလင်ကလည်းဘလို့ရောက်လာရလဲလို့ပြောနေခဲ့ပါရဲ့ တဖက်ကလူဗီကလည်းသူ့လက်မှာပိတ်နေတဲ့သူအားလုံးကိုတီးပစ်ပြီးအရှိကိုဆက်လာနေခဲ့ပါရဲ့အဆောင်တချို့ကလည်းသူတို့ရဲ့ strong hand လူဗီကိုမထိန်းနိုင်တော့တဲ့ကြောင့် Mavis ကိုဆက်တွေ့ပြီးပြောနေခဲ့ပါရဲ့အ ਨੇ ဆုံးတော့တယောက်တော့မှနိုင်အောင်မချနိုင်ဘူးလားလို့လာအိုချီကလည်းပြောလိုက်ပါရဲ့ဒါမဲ့အဆောင်တွေကတော့သူတို့ရှင်နိုင်တဲ့သူတွေမဟုတ်တဲ့အကြောင်းပြောပြနေတော့မှပဲအတိုက်ခိုက်ခံရပါရဲ့ Cavendish ကသူ့ရဲ့ရည်ရွယ်ချက်ဟာ God Usor နဲ့သူတငယ်ချင်းတွေကိုအကျွေးပြန်ဆက်ဖို့နဲ့တင်းစားတွေမှာပါလာဖို့ပဲလို့လမ်းပြောပြီးတော့အရှိကိုဆက်လာနေခဲ့ပါပြီ တစ်ဖက်ကနန်းတော်စီလာနေတဲ့ Fujitowa ကိုလည်းစာဘုတ်ကတားဆီးနေခဲ့ပါပြီ Fujitowa ကသူဘလောက်ပဲပြပြမဖယ်ဘူးလားလို့စာဘုတ်ကိုမေးလိုက်ပါတယ်ဆွာဟတ်ဘာရိတ်သူတို့ကိုထောက်ပံ့ပေးနေတဲ့စစ်တော်ပြီသူတို့ကိုထိခိုက်အောင်လုပ်မဲ့သူတွေဘယ်သူ့ကိုမှခွင့်မပြုပေးနိုင်ဘူးလို့စာဘုတ်ကဆိုပါတယ် Revolutionary Army တွေရဲ့အလုတ်ကပင်တယ်များတွေကိုကာကွယ်ပေးဖို့လိုအပ်လို့လားလို့ Fujitowa ကလည်းထပ်မေးလိုက်တဲ့အခါ Revolutionary Army မဟုတ်ဘဲနဲ့အကိုကြီးတယောက်ရဲ့တာဝန်ပဲလို့စာဘုတ်ကပြန်ပြောလိုက်ပါတယ် ရှင်သသားတွေကစာဘုတ်ကိုဝိုင်းတိုက်ခိုက်ဖို့လုပ်တဲ့အခါဘတ်စတီလည်းသူကမင်းတို့နဲ့ရှင်ပြိုင်တိုက်ခိုက်နိုင်မယ်လို့မဟုတ်လို့ရှက်တက်လိုက်ဖို့ပြောလိုက်ပါတယ်။ဘတ်စတီပြောလို့ပဲအားလုံးတပြိုင်တည်းဝိုင်းတိုက်ခိုက်မယ်ဆိုရင်တော့မှစာဘုတ်ကသူ့ကိုနိုင်မှာမဟုတ်ဘူးလို့ပြောရတဲ့အခါရှင်သက်ကလည်းအမြောင်နဲ့စပြစ်ကြပါတော့ရဲ့။စာဘုတ်ကသူဟာမေရမေရနိုမီကိုစားထားတဲ့သူမလို့အဲဒီလိုကြည်စံတွေကမတိုးဘူးလို့ပြောလိုက်ပါတယ်။ရှင်သသားတွေကလည်း Revolutionary Army ရဲ့အဖွဲ့ဝင်တယောက်ကိုမရှုံးနိုင်နိုင်လို့ဆိုပြီးတော့ဘတ်စတီပြောတာတွေကိုနားမထောင်ပဲဆက်ပြီးတော့ပြစ်ခတ်ကြပါတော့ရဲ့။ဘတ်စတီလည်းမလုပ်ဖို့អော်ပြောနေပေမဲ့ဘလို့မှပြောမရတဲ့အခါအားလုံးစာဘုတ်တိုက်ခိုက်တာကိုခံရပါတော့ရဲ့။ သူက Logia Tight ဒီပဲ Fuse User မှလို့အားဓာတွေကအသုံးဝင်မှာမဟုတ်တဲ့ကြောင်း Basti ကပြပြလိုက်ပါတယ် Revolutionary Army အဆင့်နှစ်ကိုဘာလို့အဲ့လိုဒီပဲ Fuse စာခွင့်ပေးလိုက်ရလဲလို့ Basti ကလည်းပြောပြီးတော့စာဖို့ကိုစတဲ့ခိုက်ပါတော့အေး ဘက်စတီးရဲ့ခုတ်ချက်တွေကအဆောက်အုံကြီးတွေပါပျက်စီးစေပါရဲ့စာဘိုရဲ့တိတ်ခုံယူရရဲ့လက်သေးတွေပါပါဝင်အားလုံးကိုအနိုင်အောင်ပြစ်မယ်လို့ဘက်စတီးကပြောပြီးတော့တိုက်ခိုက်ဖို့လုပ်တဲ့အခါစာဘိုကသူ့ရဲ့လက်ချောင်းတွေကငကားတကောင်ရဲ့လက်သေးတွေနဲ့ထပ်တူညီလို့ဆိုပါတယ်အာနာနဲ့ခေါင်းမာတဲ့အဲ့လိုလူတွေကိုတိုက်ခိုက်ဖို့လက်သေးတွေလိုစာဘိုကပြောပြီးတော့ဘက်စတီးရဲ့လက်နက်ကိုဖျက်ဆီးလိုက်ပါတော့ရယ်ဒီလက်သေးတွေကလူဦးကောင်းကုန်တွေကိုတော့မှဖျက်ဆီးပစ်နိုင်တယ်လို့စာဘိုကချက်ပြောပြီးဘက်စတီးရဲ့ခေါင်းစုပ်ကိုဖျက်ဆီးဖို့လုပ်နေတော့ဖူဂျီတိုကခုတ်ဖြတ်လိုက်တဲ့အုတ်ကဂဲကြီးကကြာလာပါတော့ရယ် အုတ်ကာခဲကငှက်လောင်ရင်ခုတ်ဖြစ်တာကိုခံလိုက်ရပြီးတော့တိုင်းပြည်တဲကိုစစ်စစ်မှမှကြလာပါတော့ရဲ့ဒီလောက်ကြီးဖြစ်သွားမယ်လို့မထင်ထားတာမလို့တိုင်းပြည်သားတွေအစင်ပြေဖို့မျှော်လင့်တယ်လို့ဖူဂျီတိုကပြောနေတော့မှပဲတသားတွေကလည်းအုတ်ကာခဲပြစ်ချဖို့စီစဉ်နေရင်သူတို့ကိုအရင်အတီးပေးဖို့ဝိုင်းပြောလိုက်ကြပါရဲ့ တပတ်ကစာဖို့ကလည်းဥက္ကကဲကိုရှောင်နေလိုက်တဲ့အပြင်ဘတ်စတီကိုလည်းအမောက်ချနိုင်ခဲ့ပါရဲ့အစိုးတုံးကအကိုကြီးတယောက်ရဲ့တာဝန်ပဲလို့ပြောခဲ့တဲ့ဇာတ်ကားကသူ့မတိုင်ခင်မေရမေရနိုမီအတီးကိုအရင်ကအသုံးပြုခဲ့တဲ့အိတ်စ်လည်းပြောခဲ့ပူပြီးတော့ဆျောဟဲလူဗီရဲ့ချစ်မြတ်နှုတ်ရရဲ့အကိုလို့ယူဆထားပါမယ်စာဖို့ကလည်းသူ့ကိုယ်သူအကိုကြီးလို့ပြောနေရလို့ဖူဂျီတူအားဆိုပါရဲ့ စာပေါ်လေသူတို့ကညီကို၃ယောက်အဖြစ်အရက်ခွက်တိုက်ခဲ့တာတွေကိုပြန်တွေးရင်သူတို့ရဲ့တန်ရုံးစင်ကဘသူပဲဖျက်တော့ဖို့ကြိုးစားကြိုးစားဖျက်လို့ရမှာမဟုတ်ဘူးဆိုပြီးတော့စာပေါ်ကဆိုပါရယ်ဒါကိုကြားလိုက်ရဲ့ဖူဂျီတူကလည်းစိုးတွန်းလိုက်တဲ့ညီကို၃ယောက်ပဲလို့ပြန်ပြောလိုက်ပါရယ်ရှွမ်ဟဲလူပီတို့ညီကို၃ယောက်ဆိုတာကတယောက်က white bear ရဲ့တမူးတယောက်ဖြစ်ခဲ့တယ်နောက်တယောက်က revolutionary army ရဲ့အစစ်နှစ်ဆိုတာကိုရေတသားတွေတည်သွားခဲ့ရပါရယ်လူဖီကအကူညီလိုရဲ့ဆိုတာနဲ့စာပေါ်ကသူကဘာကြီးရဲ့ဘယ်နေရာမှာပဲရှိနေရှိနေလူဖီဘက်ကနေပဲရက်တိပေးမှဖြစ်ပြီးတော့နောက်တစ်ချိန်ဆုံးရှုံးမှုကိုထပ်ပြီးတော့မကျော်ဖြတ်ချင်တော့ဘူးလို့စာပေါ်ကဆိုပါရယ် အေးစတေဆုံးသွားရပြီဆိုတဲ့တဲ့င်းကိုစာဖို့ကြားသိလိုက်ရတဲ့အချိန်တုန်းကသူလည်းအတော်လေးကိုခံစားခဲ့ရပါတယ်။စာဖို့ကိုမေကုန်းနဲ့မင်းနီယာအထိပ်ပဲမရှိဘူးလို့ဖူဂျီတိုဝါကပြောလိုက်ပါတယ်။စာဖို့လေလူပီကသူတို့ရဲ့ညီလေးဆိုတာကိုတွေးနေခဲ့ပြီးတော့သူကောက်ွယ်ပေးမယ်ဆိုတာဖူဂျီတိုဝါနဲ့စာပြီးတော့တိုက်ခိုက်ပါတော့တယ်။အဆောင်တွေကလည်းရှော့ဟက်လူပီကိုမနိုင်တော့ဘူးမလို့ဦးစီကိုစော်ဖို့လုပ်ကြပါတော့တယ်။ဒါမဲ့ဦးစီကလည်းကြမ်းတာမလို့အားလုံးလည်းလွင်ထွက်ကုန်ကြပါတော့တယ်။ လူဖီရဲ့အရှိမကာဗန်ဒက်ကအရင်ရောက်နေတဲ့အခါလူဖီလက်အမြန်သွားဖို့ဦးစီကိုပြောနေတော့မှပဲအားလုံးကသူ့ကိုမှီလာပြီဆိုတာကိုမြင်လိုက်ရပါတယ်။အဆောင်တွေကလည်းလူဖီကကြည်မတိုးတော့ဦးစီကိုပဲဝိုင်းမဲပြနေကြတာမလို့လူဖီလက်ဂန်ဒလင်းနဲ့ပြန်ထိုးပြီးတော့ဝက်နဲ့ရိုက်ချလိုက်ပါတော့။အဲ့ဒီချိန် Frank Brother ကလူဖီကိုကူညီပြီးတိုက်ခိုက်ပေးတဲ့အခါဘသူလဲလုံနေလို့ Kelly လဲသူက Kelly Fan လို့ပြောပြလိုက်ပါရဲ့။ဒါပေမဲ့လူဖီကတော့မသိတဲ့အခါသူလဲ Ghost Sorcerer ကအကယ်တင်ခံလိုက်ရတာမလို့လူဖီကိုကူညီပေးချင်တယ်လို့ဆိုပါရဲ့။ ဖြက်လန်းတစ်ခုတည်းရှာတွေ့ထားပြီးတော့ sunflower fee ကနေပြီးတော့နန်းတော်စီတက်တက်သွားလို့ရတာမလို့သူ့နောက်ကို like ခဲ့ကြဖို့ခေလီကပြောလိုက်ပါရဲ့ဒီတိုင်းဆိုရင်လူပီလည်းအရင်ရောက်မှသူ့ပဲဆိုပြီးတော့ခေလီနောက်ကို like ပါတော့ဲလောကသူ့လက်ထိတ်ကိုဘယ်တော့မှဖြတ်လို့ရအောင်မလဲလို့လူပီကိုမေးလိုက်ပြီးတော့ဒီတိုင်းကဆိုရင်ဒိုဖလာမန်ဂိုးစီကိုအသက်ခံဖို့တမင်သက်သွားနေရတယ်လို့ပဲလို့ဆိုပါတယ်ဒါပေမဲ့လူပီကတော့သူ့ဘာသာသူအစဉ်ပြေသွားမှပါလုပ်နေလို့လောလဲထားအောင်ပါတော့ဲဒီလိုနဲ့ခေလီကဝင်ပေါက်တစ်ခုကိုပြလိုက်ပြီးတော့အဲ့ဒါကဖြက်လန်းမလို့ဝင်ပေါက်ကိုလည်းသူစောင့်ကြည့်ပေးထားမယ်လို့ဆိုပါတယ် ကြီးတုတ်ကလည်းခေတီကိုကျေးဇူးတဲ့စကားပဲပြောနေတော့ဝင်းပေါက်ကကျင်းနေတာမလို့နေရနဲ့တိုက်မိပြီးတော့နှစ်ယောက်စလုံးအပြင်မှာပြုတ်ကျပြီးကြံခဲ့ပါတော့ဟဲ့ Robin ကလောစီဆက်တွေ့တဲ့အခါ Luffy ကကင်လိုက်ပါတယ်။ Robin ကသူတို့ကအရင်ကုန်းမြင့်မော်ပါပဲမလို့ Luffy တို့ရောပမာလဲလို့မိလိုက်ပါတယ်။ Luffy ကသူတို့ Sunflower Fee ကိုဥတီပြီးတွားနေကြောင်းပြန်ပြောပြလိုက်ပါတယ်။ Sunflower Fee ကလေးစင်းမြောက်မှလို့ Viola ကလည်းဆိုပါတယ်။ လောရဲ့လက်ထိပ်တော်ကိုလည်းရှာသွေးပြီဆိုတဲ့အကြောင်းရော်ဘင်ကပြောပြလိုက်ပြီးဒီယိုကလည်းရေပကာတွေနဲ့အတူအလျင်မြန်တော်ပေးဖို့လာနေတာမလို့ Sunflower Fee မှာအထူးပြန်တွေးချအောင်လို့ပြောလိုက်ပါရဲ့လူဖီတို့ပြင်းနေတဲ့လှိုင်ကောင်းကရေတချို့လည်းစိမ့်ချနေခဲ့ပါပြီအမြန်အလျင်နဲ့တွားမယ်ဆိုတာဘာသဘောလဲလို့ဦးစောကမြင်လိုက်တော့ခပ်ဘူးက Yellow Cap ကိုလှမ်းခေါ်လိုက်ပါရဲ့ တဖက်ကလူဗီတို့ကိုလည်းခေတီကစောင့်ကြည့်ပေးနေပြီးတော့သူ့ရဲ့ထောင်ချောက်ထဲကိုတက်တက်ကြီးဝင်သွားတာပဲလို့ပြောနေခဲ့ပါရဲ့တဖက်ကလီယိုတို့စီကိုလည်း yellow caps တွေကရောက်လာပြီမို့လို့ဝေပကာတို့ကိုစီးစေချင်တဲ့အကြောင်းပြောတဲ့အခါတောင်းအောင်စလုံးလည်းအရန်အော်နေပြီးဒီပဒုံးတွေကပြန်နိုင်မှာလားလို့ပြန်မေးလိုက်ပါတယ်ရောဘင်ကလည်းဒီတိုင်းပြေးသွားကြဖို့ပြောတဲ့အခါလီယိုကအဲ့ဒီခါသူရှင်းမိမယ်လို့ဆိုပါရဲ့ လီယိုလည်းသူတို့ကလူအကြီးကြီးတွေကိုမတင်နိုင်တာကိုမှန်ပေမဲ့အချိန်မရှိတော့ဘူးဆိုတာကုန်းမြင့်ကနေတွန်းချပေးလိုက်ပါတော့ဟဲ့မပြန်နိုင်ဘူးဆိုပေမဲ့အောက်ကိုကြားဖို့တော့နှိကွေးအောင်လုပ်ပေးနိုင်တဲ့အကြောင်းလီယိုကချက်ပြောလိုက်ပါတယ်ခေါင်းမိုးတွေပေါ်မှာဖြည်းဖြည်းချင်းခြေချပြီးပြန်ခုံဖို့နဲ့ခေါင်းမိုးမြင့်ကိုတုံးလီပို့ပြီးတော့ပြန်နိုင်မယ့်အကြောင်းနဲ့အထီးကိုလည်းတည်ထားဖို့လီယိုကဆိုပါတယ်တပကစမိုင်းဆက်ယုံမှလည်း Franny Sanya ကအခုထိတိုက်ခိုက်နေရပြီးတော့ Sanya ကလည်းမြေကြီးတဲကိုရှေကူးပြီးတော့အကွက်တွေပြနေခဲ့ပါရဲ့။ In Hero ကလည်း Smile Fuse ကိုရောက်လာခဲ့ပါပြီ။တပကဆိုတို့ရဲ့တိုက်ပွဲကလည်းအတော်လေးကိုပြင်းထန်နေခဲ့ပါရဲ့။ ဆိုကပီကာကိုခုတ်ပြတ်ဖို့လုပ်တဲ့အခါပီကာကချက်ချင်းဆိုးသူကြောက်တုံးဖြစ်ပြောင်းလဲတာကိုမြင်ပြီးတော့ပီကာအစွမ်းအလွတ်လုပ်ဖို့ကိုလည်းနည်းနားလေလာပြီမလို့ကစားတဲ့အချိန်ကပြီးဆုံးသွားပြီလို့ဆိုပါတယ်။တစ်ဖက်ကခေရီတို့ကလည်းရုပ်တရက်ကြီးလူတယောက်ရဲ့တက်ခိုက်တာကိုခံရပါတော့ရဲ့။ တဖက်ကလူဗီတို့ကလည်းတိုးတိုးသွားနေတဲ့လမ်းကအောက်ကိုတဖြည်းဖြည်းရှောင်းနေပြီးရှေ့လဲမြုံနေပြီမလို့လောကနောက်ပြန်လှည့်ဖို့ပြန်ပြောလိုက်ပါတယ်။သွားလမ်းကအပိတ်ကြီးမလို့လူဗီတို့လည်းဘာမှလုံးမရဖြစ်နေတဲ့အချိန်အနောက်ကနေလူတယောက်လူဗီတို့စီကိုတလန်းချင်းတလန်းချင်းရှောက်ရနေခဲ့ပါရဲ့။ဒါကဇောင်းရှောရေကန်တက်တက်မလို့ဘာဖြစ်လဲမှမရှိဘူးလို့ဒိုဖလမင်ဂိုရဲ့အတန်ကိုကြားလိုက်ရပြီးတော့ဒိုဖလမင်ဂိုကိုလည်းလူဗီတို့မြင်လိုက်ရပါပြီ။ အားနည်းသူတွေအများကြီးပေါင်းပြီးလုံနေတာမလို့လက်ထိပ်တွေမကြခင်ပြုတ်တော့မဲ့ပုံပဲလို့ဒိုဖလမင်ကိုကလောကိုပြောလိုက်ပါတယ်။လူဖီကလည်းမင်းကဘာလို့ဒီကိုရှောင်းနေရလဲလို့အော်ပြောလိုက်ပြီးတော့ဒိုဖလမင်ကိုကိုစတဲ့ခိုက်ပါရဲ့။အယူတရားရဲ့ထောင်ချောင်းမှာသွားမိနေလို့ကဲတင်ပေးဖို့လာခဲ့တာလို့ဒိုဖလမင်ကိုကပြောလိုက်ပြီးတော့ဘူလက်စထရင်းနဲ့ပြစ်ပါတော့။ဥစီလည်းလဲကျသွားတော့လူဖီလည်းရှည်တဲ့ကြပြီးအားမရှိဖြစ်နေခဲ့ရပါရဲ့။ဒီလိုမျိုးဆိုလူဖီတို့ကိုအလွယ်လေးဘသူမဆိုတက်ပြစ်နိုင်တယ်လို့ပြောရင်းနဲ့ဒိုဖလမင်ကိုကရှီမောနေပါတော့။ အပြင်ဘက်မှာလည်းသူ့ကိုတတ်ချင်တဲ့အယူတွေကတောင်းကျနေပြီး War of Bus မှာလူဖီရဲ့အရေးချင်းကိုလေးစားမျှော်လင့်နေခဲ့ပေမဲ့ငတုံးတယောက်တတာပဲမလို့ဘာလို့ဒီကောက်ကိုကြွေးချက်ခဲ့ရလဲလို့ Do Flamingo ကလောကိုမိလိုက်ပါတယ်။လောကအလလရှိရဲ့သူဖြစ်လာရမှာမလို့ခလေးသုံးကားတောင်မှပို့ပြီးတော့စာနာစိတ်မရှိဘူးဒီထက်ပို့ပြီးကောက်ချက်သေးတယ်။ဒီလိုငကြောက်တယောက်ဖြစ်ဘသူကဖန်တီးခဲ့တာလဲလို့ Do Flamingo ကထပ်ပြောလိုက်တဲ့အခါပါဇက်ပိတ်ထားဖို့လောကအော်ပြောလိုက်ပါတယ်။ လောကသူဟာဒိုဖလမင်ဂိုလို့ဖြစ်လာဖို့ဆန္ဒမရှိရကြမလို့ကေတင်ခံလိုက်ရလို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီခါဒိုဖလမင်ဂိုကလည်းသူ့ညီခိုရာဇန်ကိုဆိုလိုဝါလာလို့ပြန်မေးလိုက်ပြီးဘူးလက်ဆွေနဲ့ပြစ်ဖို့လုပ်နေတော့ဂျီတိုကရောက်လာပြီးဒိုဖလမင်ဂိုကိုတိုက်ခိုက်ပါတော့။ဒါမဲ့ထိန်းချုပ်ထားတဲ့ဒိုဖလမင်ဂိုရဲ့ကိုပွားတစ်ခုသာဖြစ်နေကြတာမလို့ဂျီတိုလည်းလူဗီကိုရေထဲကနေဆွဲထုတ်ပေးဖို့လုပ်ပါတော့ရဲ့။တစ်ဖက်မှာလည်းကာဗျိုစ်ကနန်တော်စီတွားနေတုံးပါပဲ။စုချင်းငွေမှတ်တဲ့လူတယောက်ကတနေ့နဲ့ပြစ်ဖို့လုပ်နေခဲ့ပါရဲ့။အဲ့ဒီချိန်အဖိုးတယောက်ကဝင်တားစီပြစ်လိုက်တာမလို့လွတ်သွားခဲ့ရပါတယ်။ ထို့သူကအဖိုးကိုပြက်နှက်ရှာနေတာမလို့ခါယိုစကတိုက်ခိုက်ပြီးကျေးဇူးတင်ကြောင်းပြောနေတော့မှာပဲအဖိုးကခါယိုစကိုတနက်နေ့တခြားချိန်ပြီးတော့အဖမ်းခံဖို့ထပ်ပြောလိုက်ပါတယ်။အားလုံးကငြိမ်းချမ်းပြီးတိုက်ခိုက်ဖို့စံနာမရှိဘူးဆိုရင်မဲ့ဒိုဖလမင်ဂိုရဲ့တွန်းအားပေးမှုတွေကြောင့်မလို့သူ့ကိုဖြုတ်ချပြရမယ်လို့ပြောပြီးတော့ခါယိုစကထွက်ခွာသွားခဲ့ပါတယ်။တပတ်ကဂျစ်ကိုလည်းလူဖီကကျေးဇူးတင်စကားကြီးပြောနေခဲ့ပါတယ်။ခလီဖန်တို့လည်းအယူတော်တာကိုခံလိုက်ရကြောင်းနဲ့ကြီးကသူတို့တိလိုက်တဲ့အချိန်မှာပဲတခုခုလှုပ်ဖို့စဉ်းစားနေတော့မှာပဲဒိုဖလမင်ဂိုကရောက်လာပြီးခလီကလည်းခဏလေးနဲ့ခံလိုက်ရကြောင်းကြီးကလူဗီကိုပြောပြလိုက်ပါတယ် လူဖီလေဒီကနေ့တွားလို့ရှင် sunflower fee ကိုရောက်မဲ့ဖြတ်လန်းလို့ထင်ထားတာလို့ပြောရင်တုံးပါပဲအခုပဲအ мян တွားဖို့လောကပြောလိုက်ပါတယ်ဒါမဲ့လူဖီကတော့ဖြတ်လန်းမရှိရင်ကိုတိုင်ဖြတ်လန်းလုပ်ပြစ်မယ်လို့ဆိုပါတယ်တစ်ဖက်မှာလည်း kaios ကလူဖီရဲ့ရှိနေတဲ့ဝင်ပေါက်ရှိကိုရောက်လာခဲ့ပြီးလူဖီကိုမလုပ်ဖို့တားနေတဲ့ကြီးတို့ရဲ့စကားတန်းကိုကြားလိုက်ရပါတယ် Royal Palace သူတရအဆင့်မှာလဲဆော့ဟက်တွေမရောက်သေးလို့ရှိရတူတယောက်ပြီးတယောက်ကိုပဲအရင်ရှင်းပြရအောင်လို့လာအိုကြီးကပြောနေခဲ့ပါတယ်။အဲ့ဒီချိန်လူဗီထိုးလိုက်တဲ့ Elephant ခန်းချောင်းမြေကြီးတွေကတုံလောက်လာပြီးအကွဲလာတဲ့အထဲကနေလက်တီကြီးကလည်းထွက်ပေါ်လာခဲ့ပါတယ်။လမ်းလဲပေါက်သွားပြီမလို့ဦးစီကိုစောင့်ရှောက်ပေးထားဖို့ကြီးတို့ကိုပြောပြီးတော့လူဗီကအပေါ်ကိုပြောကတ်နဲ့တက်လာပါတော့။တဖက်ကစာဘိုတို့ရဲ့တိုက်ပွဲကလည်းပြင်းထန်လို့နေခဲ့ပါပြီ။ နောက်မျိုးဆက်တွေရဲ့ခေါင်းဆောင်နံပါတ်2ဝက်ဖိုလက်ရှင်နဲ့အာမီကမျော်လင့်ထားခဲ့လို့ပဲတိုက်ခိုက်ပုံတွေကအရန်တေတက်လွန်းလာတယ်လို့ဖူဂျီတိုဝါကဆိုပါတယ်။စမိုင်းဖူးစေယုံရှေ့မှာလည်းအင်ဟဲကဖရန်ကီကိုလှမ်းအောင်ခေါ်လိုက်ပြီးတော့စေယုံတကားကိုဖွင့်ဖို့အကြံရပြီလို့ဆိုပါတယ်။ဒါကြောင့်အဲ့ဒီမှာပဲစံညွာဖင့်ကိုတားထားဖို့အင်ဟဲကထပ်ပြောတော့ဖရန်ကီလည်းသူ့တဝန်ချဖို့ပြောလိုက်ပါတယ်။မြို့ထဲမှာလည်းရော်ဘင်တို့ကိုလိုက်ဖမ်းနေတဲ့တွေကလည်းဒီထားမိသွားပြီမလို့တနက်နေ့ဝိုင်းပစ်နေခဲ့ပါတယ်။ ်ဘာတလိုမျိုးကလည်းသူပြောပင်းကိုကာကွယ်ဖို့လုပ်ပေမဲ့လက်တွေကကျိုးကိုဆွဲထားရလို့အကာအကွယ်ကိုပြန်မလုံနိုင်တဲ့အခါအခြားအကြံတစ်ခုရသွားပြီးတော့ပြန်ခွဲမှလုံခဲ့တယ်လို့မျိုးအပေါ်ကနေတေးပေါက်ချဖို့လုပ်ပါတော့ဟဲ့ sunflower fee မှာပလမီကလည်းရှိနေပြီးတော့ do flamingo ပြောခဲ့တဲ့ဒီပြိုင်ပွဲမှာအနိုင်ရမယ်ဆိုရင်ရာသူကြီးရိုက်မှာနေရာထားပေးမယ်ဆိုတဲ့စကားအလိန်ညာတွေဒလင်ကာကိုအမိန်ပေးပြီးသူ့ကိုပြန်တက်ခိုင်းခဲ့တာတွေကိုပြန်တွေးနေတဲ့ဒေါ်သားတွေအရန်ထွက်နေခဲ့ပါပြီအဖက်က do flamingo ကတော်တချောင်းကိုအပေါ်ပြင်းမြောက်နေပြီးတော့လောနဲ့ပထမဆုံးတွေးခဲ့တဲ့နေ့ကိုမှတ်မိလာလို့အားလုံးကိုမေးလိုက်ပါတယ်မျိုးလုံးတွေကခတ်ထန်နေခဲ့ပေမဲ့ငါးတုံးတယောက်တတာပါပဲလို့ဒါယာမန်ဒီကလည်းဆိုပါတယ် ဒိုဖလမင်ဂိုကသူ့ကလေးသုံးကပုံစံနဲ့ဆင်ပြီးတော့လွန်ခဲ့တဲ့စနေကသူ့ရဲ့ညာလယုံဖြစ်လာမယ်လို့ခန်းစားမိခဲ့တဲ့ဆိုရင်ပဲအခုတော့သူကိုယ်တိုင်ဒီကောင်းကိုတပ်ပြစ်ရအောင်မှစိတ်မကောင်းစရာပဲလို့ဆိုပါတယ်။လောတယောက်ဒိုဖလမင်ဂိုစီစားရောက်လာတော့ကသူဟာမြင်သမျှအရာတိုင်းကိုဖျက်ဆီးပစ်ချင်နေတာမလို့သူ့ကိုပင်တယ်သမျှအဖွဲ့တဲ့ဝင်ခွင့်ပေးဖို့လောကတောင်းဆိုခဲ့ပါတယ်။သူတွေမျိုးတွေအိမ်တွေအရာအလုံးကိုဖျက်ဆီးပစ်ချင်နေတဲ့လောကသူဟာ White Town Flavors မှာကြီးပင်းခဲ့ရတဲ့သူဖြစ်ပြီးတော့အချင်းချင်းကြလဲအသက်ရှင်နိုင်တော့မှမဟုတ်တော့ဘူးလို့ဒိုဖလမင်ဂိုကိုပြောနေခဲ့ပါတယ်။ ဒိုဖလမင်ဂိုစီကိုဘယ်လမီရောက်လာတော့ရှော့ဟက်လူဘီကိုတတ်ပြီးပြီလားလို့ဒိုဖလမင်ဂိုကမေးလိုက်ပါတယ်။ဒလင်ကာကိုတတ်ဖို့အမိန်ပေးလိုက်တာကတကယ်ပဲလား။ဘယ်လမီကသူ့အတွက်မျှော်လင့်ချက်မရှိနိုင်တော့ဘူးလားလို့ဒိုဖလမင်ဂိုကိုမေးလိုက်တဲ့အခါဒိုဖလမင်ဂိုကတော့သူ့ကိုထယ်ပြောရအောင်မလို့ကိုပြန်ပြောလိုက်ပါတယ်။ဘယ်လမီကအမြဲတမ်းပင်တမြဖြစ်ချင်နေခဲ့ပြီးတော့ဒိုဖလမင်ဂိုကသူ့နဲ့ရှည်ရွယ်ချက်မတူတော့ဘူးလို့ဆိုပါတယ်။ဒီကဘာကြီးကိုဖျက်ဆီးနေနိုင်တဲ့ပြည်ဘာမဆိုအဆင်ပြေပါလေလို့ဒိုဖလမင်ဂိုကထပ်ပြောတော့ဘယ်လမီလည်းအယံအံ့ဩသွားခဲ့ရပါတယ်။တပတ်ကခိုလက်စီယံပြိုင်ပွဲဝင်တွေကလည်းဒိုခွေတီဖမ်မီလီတွေနဲ့တိုက်ခိုက်နေခဲ့ရပါတယ်။ ဆော်လမန်ကတော့တရင်ကလက်ချက်နဲ့လဲကျသွားခဲ့ရပါပြီ family ရဲ့အကြီးပိုင်းအဆင့်တွေကလူတွေနဲ့စတင်လှူရှားနေခဲ့ပြီးတော့ချင်းချောင်းကလည်းအရှိကနေအရင်ဆုံးတွားနေခဲ့ပါရဲ့ချင်းချောင်းကသူ့ကိုတိုက်ခိုက်တဲ့အဆောက်တွေကိုလည်းရှင်းပစ်ပြီးတော့နယံကနေတဲ့ဆင်တတရားဆင်ကိုတွားဖို့လှုပ်တဲ့အခါလှုပ်နေတဲ့ကြောက်တုံးတစ်ခုကိုတွားကင်မိလိုက်ပါတယ်အဲ့နေရာကအန်ဒီရဲ့များရဲ့လို့ gladius ကပြောလိုက်ပြီးတော့ဖောက်ခွဲပစ်လိုက်ပါပဲကုညီဘုလာနေရဲ့ဘူးကိုလည်း mavis ကအပေါ်ကနေဖိချလိုက်ပါတော့ဟဲ့လာအိုကြီးကလည်း orlan bus ကိုအမောက်တိတ်ပစ်လိုက်ပြီးတော့ဒါကမှကို baby fight ကတိုက်ခိုက်နေခဲ့ပါရဲ့ တောင်ပတ်ချမ်းမြို့ဆာဗီယိုမှာလည်းထိန်းချုပ်ခဏရရဲ့လူတယောက်ဟာကိုမေတာစုကိုပြန်ပြီးတော့တက်ပြစ်ပြီးရောမဲ့အချိန်မှာပဲလူတချို့ကရောက်လာပြီးတော့ထိန်းချုပ်ခဏရရဲ့သူကိုကျိုးနဲ့ချီနှောင်ပေးလိုက်ပါအရင်ဘရင်ကုန်းပြင်းမြင့်မှာလည်းဒိုဖလမင်ကိုကသူကြီးရဲ့ကန်ဆိုးခြင်းကိုထပ်လုပ်ချင်နေရလားလို့ဘရင်ကြီးကပြောနေခဲ့ပါတယ်ဥစောကသူတို့ရဲ့ကပတိန်ရှိနေတဲ့ပြည့်အဲ့လိုလောက်ခွင့်ပေးမှာမဟုတ်ဘူးလို့ဘရင်ကြီးကိုပြန်ပြောလိုက်ပါတယ် အထင်ကျုပ်ခံရရတဲ့သူတွေသူတို့ဟာသူတို့ရဲ့တငယ်ချင်းတွေကိုတတ်မိခဲ့ကြအောင်ပြောပြနေတော့လူနှစ်ယောက်ကရောက်လာပြီးဘယင်ကြီးနဲ့ဂေါ့ဥစောရှိနေတဲ့နေရာတိချောင်းကိုလာပြောပါတော့ရယ်အရင်ဆုံးခင်းဝေကူနဲ့ဂေါ့ဥစောကိုတစားကံဖြစ်လုပ်ပြီးကျန်တဲ့သူတွေကိုမြားခေါ်မယ်ဆိုပြီးတော့အားလုံးကကုန်းပြင်းစီကိုလာနေကြပြီဆိုတာကိုဥစောနဲ့တွေ့ရရပါတယ်ကုန်းမြင့်အောက်ဖက်အမိုက်ကံမှာလဲခင်းမို့ကခန်ဂျီယိုနာမည်ကိုပဲအော်ခေါ်နေပြီးတော့လိုက်ရှာနေတော့မှာပဲထူးဆန်းတဲ့တန်တခုကိုကြားလိုက်ရပါတယ် တစ်ဖက်က spine fuel ဆက်ရုံမှာလည်းတော်တော်တာ cannon track ကလူလေးတွေက acid time ကိုမှောက်အောင်လုပ်တယ်ဆိုပြီးတော့အဆောင်ကနှိမ့်ဆက်နေတဲ့အခါရုပ်တရက်ကြီးမြေပြင်တုံလုံးလို့မှောက်သွားကြအောင်တော်တော်တာလေးတွေကလည်းပြန်ပြောနေခဲ့ပါတယ်။အပြင်မှာဘာဖြစ်ဖြစ်နေရလဲလို့တော်တော်တာလေးတွေကထပ်မေးနေပေမဲ့အဆောင်တွေကတော့သိစရာမလိုပါပဲ။မင်းသမီးလေးမန်ရှယ်ဘီရဲ့ယောဂကိုမကူတပေးခြင်းဘူးလားလို့ပြန်ပြောလိုက်ပါတယ်။တစ်ဖက်က inhale တို့ကလည်းဆက်ရုံထဲကိုဝင်ဖို့လုံနေခဲ့ပါပြီ။မင်းသမီးလေးမန်ရှယ်ဘီကိုတွေးကွင်ပေးဖို့ထပ်ပြီးတောင်းဆိုတဲ့တော်တော်တာလေးတွေကိုလည်းအဆောင်တွေကနှိမ့်ဆက်ပါတော့ရဲ့။ ဲ့ဒီချိန်ပြားဖွဲကအထဲကနေတုံးတဲ့တကားကိုဖွင့်ဖို့စလုံးတွေနဲ့လုံးပြလိုက်ပါရယ်စလုံးတွေကိုတခြားကြည့်တော့မှပင့်ဘီအဖွဲဆိုတာကိုတတတာလေးတွေကလည်းဒီထားမိသွားခဲ့ပါပြီဘိုင်ယန်အင်ဟေဝီကာဒိုတွေကိုတွေ့လိုက်ရတာမလို့ဘိုင်ယန်ကလည်းသူတို့အလိန်ခံလိုက်ရဖြစ်တဲ့အကြောင်းထရေးပြလိုက်ပါရယ်တိုက်ခိုက်ကြလို့ထပ်ပြီးတော့ရှေ့ပြတဲ့အခါမှာတော့အားလုံးတခြားတော့နားမလဲပဲမယ်တငယ်ချင်းဆိုတာအလိန်ညာတွေကိုမပြောတတ်တဲ့သူတွေမလို့အဆောင်တွေကိုအားလုံးကအမောက်တိတ်ပေးလိုက်ပါရယ်အဆင့်နှစ်မှာလည်း Gladius ကနေရာတိုင်းကိုဖောက်ခွဲပြစ်နေခဲ့ပါရယ် အားလုံးကိုစီကိုစီတိုက်ခိုက်နေကြတော့လူဖီကလည်းရောက်ရှိလို့လာခဲ့ပါပြီ။ဒီမှာအစစ်မြေအရာရှိတွေရဲ့ဖမ်းဆီးရအောင်ခံလိုက်ရမယ်ဆိုရင်တိုက်ဝဲကပြီးဆုံးသွားအောင်မှာမလို့ကာဗနစ်လည်းသူမြင့်ပေါ်တက်ဖို့လူဖီကိုပြောလိုက်ပါရဲ့။အခုကနေတတိယအဆင့်ကိုသွားတော့မယ်လို့ကာဗနစ်ကပြောဝင်နေနောက်ကိုလှည့်လိုက်တဲ့အခါခါယိုစကပါရောက်နေလို့ဘဲကကောက်လဲလို့ထားအောင်ပါတော့ရဲ့။ခါယိုစလည်းသူလူဖီတို့လောက်ခဲ့တဲ့အပေါက်ကြီးကနေတစင်လိုက်လာခဲ့တဲ့အကြောင်းပြောပြလိုက်ပါရဲ့။လူဗီကလည်းသူကာဗနစ်ကိုရှာဖွေနေခဲ့တာမလို့တော်သေးရဲ့လို့ပြောတဲ့အခါကာဗနစ်လည်းလူဗီနဲ့အတိဆိုရင်တောင်မှအလေးချိန်ကကြုံတော့နေပြီမလို့အောက်ကိုစိတ်မို့អော်ပါတော့ဟဲ့ လူဗီကတော့ carbonic ကိုဂယူဆိုင်မနေဘဲနဲ့သူတို့ sunflower seed မှာ weber ကနဲ့တွဲဆုံရမယ်ဆိုတဲ့အကြောင်းကို kaios ကိုပြောပြလိုက်ပါတယ်။ kaios ကလည်းသူ့ရဲ့တမီးလေးကိုစိတ်ပူနေတဲ့အခါလူဗီကသူ့ရဲ့တငယ်ချင်းတွေနဲ့အတူရှိနေတာမလို့အဲ့လိုစိတ်မပူဘူးပြန်ပြောလိုက်ပါတယ်။လူဗီကသူ့တို့ကိုအတိမပေးဘဲဘာလို့ထွက်လာခဲ့တာလဲလို့ kaios ကိုမေးလိုက်တော့ kaios လည်းသူ့မှာလုံးဝမဲ့တာဝန်တွေရှိနေသေးပြီးတော့ do flamingo ကိုအနာယူမယ်။ dwarf osa ကင်းတဲ့ကြီးကိုလည်းပြန်ယူမယ်။ family top ac ကျွတ်တွေတဲကတေချာပေါ့သူ့လက်နဲ့တတ်ချင်နေတဲ့သူတယောက်လည်းထတ်ရှိသေးရလို့ဆိုပါတယ်။အသေးခံတိုက်ခိုက်ဖို့အထီးတော့မရည်ရွယ်ထားဘူးမလားလို့လူဗီကမေးလိုက်တော့ kaios လည်းသူကဒီလိုလူသား ခန္ဓာကိုယ်နဲ့ဆိုရင်တော့သူတို့ကိုရှုံးနေနေမှာမဟုတ်ဘူးလို့ဆိုပါတယ်။သူတို့နဲ့လူဗီတိုနဲ့အရှိတ်ကိုဆက်လာရင်းနဲ့ကိုလက်စီယံပြိုင်ပွဲကသူတွေကအင်အားပြည့်နဲ့တိုက်ခိုက်နေကြတာကိုတွေ့လိုက်ကြရပါတယ်။အားလုံးကရှုပ်တရက်ကြီးဆိုလို့ကြမ်းလာတော့အဆောင်တွေနဲ့အံ့ဩနေကြကြပါတယ်။အားလုံးကဒီမှာရှာဒူးကြီးတွေကိုထိမ့်ပေးထားပြီးတော့လူဗီကိုတွားခွင့်ပြုမယ်လို့ဆိုပါတယ်။လူဗီကိုတေချာပို့ပေးဖို့နဲ့ဒီစစ်ပွဲကိုလည်းအောင်နိုင်ရမယ်လို့အလဇာဘက်လိုကလည်းအော်ပြောလိုက်ပါတော့။ ဒါလေးကတော့1 piece အပိုင်း188ဖြစ်ပြီးတော့အပိုင်း189ကိုစတင်ပေးနိုင်မှုတို့ကလိုက်လေးတယောက်ချက်စီနေပြီးတော့ comment ကျွန်တော်မှတ်ပေးခဲ့ကြပါအောင် channel လေး subscribe လေးမလိုရတဲ့တော့ပြီးတော့ခဲ့ကြပါအောင်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ကတော့စမှတ်ပါ